ဘာဖြစ်လို့အဲ့ဖက်နဲ့ကြီးစီးလာလဲအကိုစဉ်းစားလို့မရအောင်အဲ့လိုဖက်နဲ့မျိုးဆိုလို့ရှင်အကိုကဒါလမ်းထစ်ကိုထွက်ပြီးတော့ဟိုပါလေတာမန်ပဲလေအကိုပြောတာလေဒီလားဟိုစီတီမတ်သွားလို့ရှင်စီးတဲ့ဖက်နဲ့လောက်ပဲရှိရလေနော်ဒီစတိတ်စင်မြတ်ထက်ကိုတက်လာတာဒါလုံးဝမဖြစ်သင့်ဘူးပေါ့နော်မင်္ဂလာပါကျွန်တော်ကျွန်တော်ကတော့အမှတ်စဉ်17 အာနာမည်ကတော့လင်းပြင်းဖြစ်ပါတယ်အသက်ကတော့18ပါဇာတိကတော့မွန်ပြည်နယ်ကြိုက်ထိုးကနေပြီးတော့လာရောက်ပြီးတော့ရှင်ပြိုင်နာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဆိုမဲ့တခြင်းလေးကတော့တေးရေးစွာရေးထားပြီးတော့မဝဆုခိုင်နေဒီဆိုတာရဲ့ချစ်သူမရှိတဲ့အချင်းဆိုတဲ့တခြင်းလေးနဲ့ဒီဆိုချင်ပါတယ်အကိုရိုးနဲ့ဆိုလို့ရှိရင်တော့တိတ်ပြီးတော့မဝဲဘူးလေဘာလို့ဆိုတော့အကိုကမော်လမြန်ကမာဝတ်ဇာတိတွေပဲဆိုတော့မော်မဲလာညီလေးမော်မော်လမြန်မော်တော့မဟုတ်ခင်ဗျပမာလိုမျိုးပဲဟုတ်ဟိုကြိုက်ထီးတို့တောင်းချေကမုစခိုင်ဟုတ်ကဲ့ မနက်ခင်းအကားလေးဖွင့်ရင်လာနေချာလာလေးကုန်ငေးကဒီနေ့လေးမနေကလိုပဲဟင်ပြန်ပဲဒုတ်သေးမထွက်ချင်မတချိန်မှဒုက္ခပါတဲ့ခုကွယ် ချစ်သူရလာမေအတွေ့လေးတစ်ခုနဲ့ပဲဆောက်စားဒုနာမချင်မရှိတဲ့ချိန်မှာဘာကြောင့်ပူတဲလေမူချီဝလေတူတဲ့မှာပုံရိပ်ကလေးများဟူရီရရှာဒုနာမချင်မရှိတဲ့ချိန်မှာ လာနေသူနဲ့ဖွာပါမြာသူဆောရအောင်မှာပါခွေဝေကဟိုးနာလေးစွာရပါပြီကျေးဇူးပါအခုဆိုရလေဟိုဘုဂတက်နစ်တွေဘယ်လိုကျင့်လဲ တို့မှာ shaking voice တွေပါထည့်ရဆိုတာဟုတ်ကဲ့ကျွန်တော်ကတချင်းနားထောင်ဖြစ်တဲ့အရှိက inspiration artist တွေလည်းရှိပါတယ်အဒီတင်ဆောင်မော်တို့ဒီဆရာဒွိဝိတင်တို့အဲ့လိုမျိုးကျွန်တော်ငငယ်တွေက earring နဲ့နားထောင်ပြီးတော့တင်တန်းနေပါပြီးတော့အဲ့လိုမျိုးတော့မရှိခဲ့ပါဘူးဟုတ်ကဲ့အဲ့လိုငငယ်တွေကစုနေကြဆိုတော့ကျွန်တော်အဲ့လိုမျိုးလေးစုဖြစ်ပါတယ်ဟုတ်နေရတချို့တွေကြတော့လေဒီလို technique တွေသုံးဖို့သူတို့မှာတင်ပြပြပေးမှရရှိဒါပေမဲ့တားစီမှာတော့ဟိုပါလာတယ်လို့ယူဆတယ်ဟုတ်ကဲ့ပါယူဆတယ် အဲတခါတလေလေးကျွန်တော်မြင်နေရအရှိရပြိုင်ပွဲဝင်နေလဲမြင်ရတာဗောနော်ကိုယ့်ရဲ့ပင်ကိုယ်တောင်အကောင်းဆုံးဆွဲမထုတ်ဖ ೇನೆ လေခုနကကို inspiration ဖြစ်တာဗောနော်အများနဲ့နားထောင်နေတဲ့တခြင်းအဆိုတော်တွေအကုန်လုံးကိုနားထောင်ပြီးတော့ဟို live ဆိုရဲပုံစံမျိုးဖြစ်တာဗောနော်ဥပမာ Michael Jackson ကအရှမ်းကိုဒါ guitar locker မှာ the king of hawk ဆိုလူတိုင်းသိအဲ့တော့ तू तू influence ဖြစ်တဲ့ သူတွေကအယမ်းများတယ်။အဆိုတော်တွေကအယမ်းများတယ်။ဥပမာ Justin Timberlake ပေါ်လာတယ်။သူ့ရဲ့အတန်အနေထားနဲ့အဲ့ဒါမျိုးပုံစံမျိုးလိုက်ဆိုတယ်။ဥပမာ Britney Spears ပေါ်လာတယ်။သူတို့ inspiration ကသူတို့အများကြီးလွှမ်းမိုးသွားတယ်ပေါ့နော်။အဲ့တော့ဘာဖြစ်လဲဆိုတော့ဟိုဒါကဘာကျော်တွေကိုတို့ပြောရတဲ့အခါမျိုးတွေမှာသူတို့တွေကဒီ technique ကိုတေချာလေးသင်ထားဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ပင်ကိုယ်တန်နဲ့သူတို့ပြောင်းပြီးတော့စုံနိုင်တဲ့အနေထားရရှိရပါတော့။အကိုဆိုလို့ရှိရင် ညီလေးရဲ့ဒီ technique တွေပေါ်မှာညီလေးရဲ့အတန်ကိုပို့ပြီးတော့နားထောင်ခြင်းညီလေးရဲ့ဒီတဘာဝအတန်ပေါ်မှာမူတည်ပြီးညီလေးလေးလာထားတဲ့အပိုင်းလေးကိုပို့ပြီးနားထောင်ခြင်းတာပေါ့နော်အဲ့ဒါတစ်ချက်ပေါ့နော်နောက်တစ်ချက်ကဘာလို့အဲ့ဖက်နဲ့ကြီးစီးလာလဲအကိုစဉ်းစားလို့မရအောင်ဟုတ်ကဲ့ကျွန်တော်ကလောလောဆယ်ကကျတော့မန္တလေးကနေပြီးတော့အလုပ်လုပ်ရင်းနဲ့လာခဲ့ရဆိုတော့လေကျွန်တော်နေဦးလေးဖြစ်တဲ့အတွက်ဟို ကမန်ကန်လာတော့ကျွန်တော်ဟိုလိုအရန်ကိုကို fashion နဲ့ပတ်သက်ပြီးတော့မပြင်ဆင်ခဲ့မိဘူးပေါ့နော်ဟုတ်ကဲ့အဓိကလေ audition ဆိုတော့အဲ့လောက်ကြီးတော့မလုပ်ဘူးပေါ့နော်အကောလို့နားလဲဒီလားညီလေးပြီးတော့နောက်တစ်ချက်ကအရေးကြီးတဲ့ပါသွားမှာမဟုတ်ဘူးပေါ့နော်အဓိကအဲ့လိုဖက်နှက်မျိုးဆိုလို့ရှိရင် အကောကဒါ land tag ကိုထွက်ပြီးတော့ဟိုပါလေတာမန်မဲလေအကိုပြောတာလေဒီလားဟို city map သွားလို့ရှိရင်စီးတဲ့ဖက်နှက်လောက်ပဲရှိရလေနော် ဒီ state စင်မြတ်ထက်ကိုတက်လာတာဒါလုံးဝမဖြစ်သင့်ဘူးပေါ့နော်ဟိုကြည့်ရတဲ့သူတွေတော့မသိဘူးပေါ့နော်အကိုတို့ဒီ judge တွေအနေနဲ့ကြည့်တဲ့အခါကျတော့ဟိုဒီပွဲနဲ့ပတ်သက်ပြီးတော့လည်းညီလေးအဲ့လောက်ကြီးတန်ဖိုးမထောက်လောက်လို့ခံစားရတာပေါ့ဟုတ်လားအကိုဆိုလို့ရှိရင်အဲ့ဟိုဖက်နက်ကိုတည်တည်ချာချာမစည်းလာတာတို့ဘာလို့ဆိုလို့ရှိရင်ဟိုမကြိုက်ဘူးလीเนาะတကယ်ဆိုဒါဒီပွဲမှမဟုတ်ဘူးပေါ့နော်ဘယ်နေရာမှာဆို โอเคတောင်းပါပါတယ်ကျွန်တော်ဒါလေးအသေးဖွဲမဟုတ်ဘူးလေနော်โอเคပါဘယ်ပြောတာလေးဒီလားညလေးမှာခုနကပြောထားတဲ့ဒီစူးစမ်းထားမှုတွေမျောလင့်ချက်တွေအများကြီးရှိနေတာဒီဖနက်စီထားတာတော့တော်တော်ဆိုးတယ်ဗောနော် Okay အဲ့တော့ခုနပြိုင်ပွဲဝင်နေပြောလို့ပဲဒါလေးအဖြေလေးကိုစောင့်ကြည့်စောင့်ကြည့်ပေးပါလို့နော် Okay okay, okay. Yeah hey. light is for living so live living out today Dominion or forgiveness, people may mistake, me doesn't mean you have to give in. Light is for living again. ီအင်္ဂလိပ်သချင်းမှာတော့ခုနဗမာသချင်းလောက်ဟိုတော့အမရဘောနော်အဲ့လိုဖြစ်တယ်ဒါပေမဲ့လည်းတခြားစဉ်းစားတဲ့ထဲတော့ထည့်ထားပေးပါမယ်ဘာလို့လဲဆိုကျွန်တော်မဖြုတ်လည်းမဖြုတ်ပါဘူးဘာလို့လဲဖြစ်ဖြစ်ပါဒါပြန်ပွဲဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ကြတော့ဒီရှေ့ရသူတွေကိုလည်းငဲ့ပြီးတော့မှယူရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ waiting list မှာပဲထားချင်ပါတယ်လို့ပြောချင်ပါတယ်ကျွန်မ미치나ဝေအဟို မနေ့ကဆိုလင်းပြန်တော့နောက်ကျသွားအောင်เนาะကျွန်တော်လင်းပြန်အဲအောင်အဆိုရင်အဝေးရလာတာမဟုတ်လို့လိုအပ်ချက်တွေရှိလဲကျွန်တော်တို့ကတင်ပေးရမယ်ဆိုတဲ့သဘောလားရှင်မဟုတ်စနားလဲကျွန်တော် fiber break ကိုတင်တက်ထရပါဘောเนาะဒါဒါပေမဲ့အာကျွန်မကအကြံပြုပေးရမယ်သူဆိုတော့အကြံပြုပေးမယ်เนาะ fiber break ကအဲတည်တတ်ရမယ်အကိုကိုတိုင်း record လုပ်ပြီးပြန်နှထောင်ကြည့်ပေါ့နော်အခုဒီနေ့ဆိုว่าလည်းမကောင်းမဟုတ်ကောင်းတယ်ဒါပေမဲ့အကွန်လေးတွေအဲ ပြောင်းမလုံနိုင်တာလေးရှိရဲ။ဒါကျမပြောပြလို့ကျမမုန်းချင်လဲမုန်းလို့ရတယ်။ကောင်းဖို့အတွက်ကျမပြောပြတာနော်။ဘိုင်းဘရိတ်လောက်တာတွေကလည်းကျမနားထဲမှာတော့တော်တော်လိုအပ်နေသေးတယ်ရှင်။အကြီးအကြီးအမတွေလည်းကျွန်တော် respect ရှိပြီးသားပါကျွန်တော် a chance တစ်ခုလောက်ပေးခိုင်းစီရှင်မှာတော့ကျွန်တော် vibrate ကိုတင်တဲ့ထည့်ပြီးဆိုတာပါနော်။အဲ့ဒါတချင်ကတော့ပြင်ထားအပုတ်တရားမကအများကြီးကျွန်တော်ချက်လောက်ထားပါတယ်နော်။ဒီချင်းမဲ့မို့ထိုင်းနေချင်းရော အကောပြောချင်တာကျွန်တော်အကောင်းဆုံးပြင်ဆင်တဲ့ဥစားလဲโอเคဒီမှာပြောတာခဏလောက်နားထောင်နော်ကြံပြန်တွေ့ရလဲမဟုတ်ဘူးဒီမှာပြန်ဝင်နေအများကြီးရှိကြတယ်အဝေးရလာတာနားလဲဒီမှာတချို့ဆိုနီးနီးလေးကလာရတယ်ဆိုပေမဲ့သူတို့ရဲ့အဲတချို့ဆိုရင်တစီမောင်းတာတချို့ဆိုရင်စိတ်ယုံစင်းတာတို့ရဲ့နေစားကားတွေဖြတ်ပြီးလာတာရှိတယ်။နီးတယ်ဆိုရင်မဲ့တို့ရဲ့အခက်ခဲတွေတယောက်တယောက်အခက်ခဲချင်းမတူကြဘူး။ဘဝချင်းနေမတူကြဘူး။မင်းကြီးနားတွေလာတာနားလေတယ်ကျမလည်း။ဒါမဲ့ဟိုနောက်တစ်ဆင့်ဟိုအားဆိုလို့ရှိရင် okay အဲ ဒီကျွန်တော်စဉ်းစားပေးခိုင်းစေကျေးဇူးပြုပါတယ်ဟုတ်ဟုတ်ဒီဗီဒီယိုကလစ်တင်တဲ့အခါမှာပရိသတ်တွေကိုထပ်ပြီးဆုံးဖြတ်ခိုင်းကြည့်မယ်ဆိုရင်ရောအကျွန်တော်ဂျင်းနေပါတယ်โอเคကျွန်တော်မန်တိုင်းပြောရင်ဒီအင်္ဂလိပ်ချင်းတရုတ်ချင်းအကုန်လုံးတချင်းနေအားလုံးကိုကျွန်တော်โอเคโอเคโอเคဟုတ်ပြီဟုတ်ပြီဟုတ်ပြီအခုပြန်ဝင်ဆိုထားတဲ့နှစ်ပုတ်စလုံးကိုနှစ်ပုတ်မဟုတ်ဒီနောက်တစ်ပုတ်ကိုပေါ့နော်ဒီ တရှင်အီးဆောင်လေးပေါ့နော်အဲ Facebook မှာတင်လိုက်ပါမယ်အကျန်ပြိသက်တွေဆုံးဖြတ်ပေးတဲ့အတန်ကိုအဲပြောတဲ့အဥ္စာကနေနောက်တစ်ဆင့်ကိုတက်လိုက်ပါနော်ပြိသက်တွေကတက်လိုက်ပါတက်လိုက်ပါဆိုလို့ရှိရင်တက်လိုက်ပါအကျန်ကျမတို့ပြန်ဆက်သွယ်ပါမယ်နော်ရကျွန်တော်လက်ရှိကတော့တရားမကဆရာတော်ပြင်ဆင်ထားပေးပါတယ်လို့နားလည်ပါတယ်ပြိမဲဝင်ရခန်းစားချက်ကိုလည်းသဘောပေါက်ပါတယ်အဝေးကနေလာခဲ့ရတာဆိုတော့လေဟုတ်ကဲ့အကောင်းဆုံးတော့ပြင်ဆင်ပြီးတော့စဉ်းစားပါမယ်လို့ကျွန်တော်တနအခွဲကလေးဆောင်းတယ်ကျွန်တော်ကတော့ ဲ့ကျွန်တော်စနိုင်ကိုတနိုင်ကနေဂျိုပြောဆောင်နေရခဲ့ပါကျွန်တော်အခုအခုကလည်းဟိုအဆုံးအစွန်ဒီပြောတာမဟုတ်လေကျွန်တော်တို့ကြာတော့ဖြုတ်လိုက်တယ်လို့မပြောဘူးသိရမလားမဖြုတ်ဘူးစဉ်းစားမဲ့အထဲကိုထည့်ထားတယ်ဆိုကြပြိဿအပင်းမှုရရင်တော့ဆက်သွားရမယ်တဘောပဲအဓိကကတော့ Okay ဆိုရင်ကျွန်တော် welcome ပါ vibrate ကလည်းတင်တက်ထည့်တယ်လို့ဆိုလဲဒါ technique ပေါ့နော်အဲ့လိုလဲကျွန်တော်ပြောစစ်ဒီနေ့မ request ပြောပြချင်တယ်မနော်ချပြချင်တယ်ပါကောင်းဆုံးလုပ်ပေးချင်ပါတယ်လို့ Jesus, gonna. <laughs>